ဆရာကြီးညွန်ဝင်းနတ်တလင်းမြို့ကုတူယူရေးသားပေးထားပါတော့မြေဖို့ဘလူးကိုမြေစာကျွေး၍ဝိရဏပြောက်ခရတူဒေါ်တင်ထွေးလိုအမိရတဲ့ကျမ်းမာရေးဆီလက်ဆောင်လေးပဲဖြစ်ပါတယ်ယနေ့ခေတ်ဟောသိပ္ပံပညာထွန်းကားသောခေတ်လိုအများနည်းတူစာရေးသူလည်းခံယူထားပါတယ်သို့တော့တခါတည်းမှာသိပ္ပံပညာလိုက်မမိသောဖြစ်ရဆန်းများရှိသလို့ လောကီပညာအစီရင်များနဲ့အစဉ်ပြေချုံးမွေသွားတာလည်းရှိပါတယ်။ဒီကြောင့်လည်းပတ်သက်လို့စာရေးသူကမဂ္ဂဇင်းတစ်ခုမှာမြေယိုးကိုင်းနေတူတူမြေတီစင်းနေမှမပြောက်ဖဲနိနေသားတင်ပေးလိုက်တော့မှယူပြစ်တယ်လို့ပြောက်ကင်းသွားကြအောင်စာရေးသူတင်ပြပူပါတယ်။အခုတင်ပြမယ့်အကြောင်းကလည်းဤကဲ့သို့လောကီပညာအစီရင်နဲ့ခံစားနေရသောဝိရဏပြောက်ကင်းရဖို့ အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်ဒေါတင်ထွေးရဲ့ဘဝကအိမ်တော်မကြမီကချေမွေးမိမလောင်းလက်မွေးမိမလောင်းနေကြရပြီမေအိမ်တော်တဲ့ဘဝရောက်ပြီးဆိုကြတဲ့ကခင်မွေးတဲ့ကိစ္စသာသမီကိစ္စဝဝနဲ့အိမ်တော်ရေးကိစ္စကိုမင်းကြီးမင်းကြီးကိုလောက်ကန်ရပါတယ်အိမ်ရစီဝိုင်းကိစ္စခင်မွေးတဲ့ကိုကုညီရတယ်လို့သာသမီများလူတလုံးသူတလုံးဖြစ်ရည်လေစီမံလောက်ကန်ရပါသေးတယ် အခုဆိုရင်ဒေါတင်ထွေးရဲ့တက်က90ကျော်ပါပြီ။သမီးတူတာတူထွင်ကားခဲ့ပြီးသမီးညတောင်းပညာတတ်လူရဝင်းကြီးကြောင်းထားရောက်လူအပ်တော်ကူညီပံ့ပိုးရန်နဲ့ကတိကကြီးတော့နိုင်လာပါတယ်။သမီးဖြစ်သူကရန်ကုန်မှာနေပြီးတော့အလုပ်တစ်ခုဝင်လုပ်နေပါတယ်။ဒါကတော့ကျောင်းဝပီးသေးပဲပညာဆက်လက် စီပူစေဖြစ်တယ်။ဒေါတင်ထွေးကနေတလင်းမှာနေတာဆိုတော့အလုပ်ကြောင့် တမိကိုရန်ကုန်မှာထားတော့လေမိဝေးဖော်ဝေးဖြစ်နေတဲ့တမိတွေအမျိုးမျိုးတွေးပြီးတော့စိတ်ပူပန်ရပါတယ်တမိတယောက်နေရေးထိုင်ရေးလုပ်ရေးကံရေးအစအစအရာရာအစင်ပြေပါမလားဆိုတော့ဒေါတင်ထွေးရဲ့ရင်ထဲကပူပင်တော့ကတခုပဲဖြစ်ပါတယ်အခုလေတမိကအရေးပေါ်ငွေလိုတဲ့ဆိုတဲ့ဖြင့်ထုံစံတိုင်းငွေပို့ပေးရအောင်မေရန်ကုန်မှာတမိတယောက်ထဲနေနေတော့တုံးဆွဖို့ငွေကြေးပြည့်စုံမှအစင်ပြေမှာဖြစ်ပါတယ် ယောဂသမီးရဲ့အဖိုးတွေကလည်းသမီးကိစ္စဆိုကဲကဲလို့တဲတဲလို့ဖြစ်တယ်ဒေါတင်ထွေးတယောက်သမီးစီကိုငွေလွှဲပို့ပေးဖို့နတ်တလင်းမျိုးရန်ကုန်ပြည်လမ်းကမြတ်ဝတီဘန်းစီကို အလင်းစလို့ထွက်လာခဲ့ပါတယ်တာဇော်သမီးစောဟာမြစ်တီဇောနဲ့မှ မတူဘူးလို့ဆိုဒီမှာအလွင့်ကိုမှန်ပါတယ်မြတ်ဝတီဘန်းဖွင့်တာနဲ့သမီးထံကို အချိန်မီငွေလွှဲပို့နိုင်ရေးအတွက်နေအိမ်မှခတ်တော်တော်ထွက်လာခဲ့ပါတယ် ပန်ကိုလာဖို့အတွက်နေမစိုက်ကားစီးလို့လာနိုင်တော့လဲကိုကဆိုင်ကယ်မစီးတတ်ပေမဲ့စပိန်တော်စီးတတ်တာပဲအပေါ်ငွေကုန်နေအောင်ပဲတက်နိုင်တွေ့ချွေတာမဆိုတော့အတွင်းနေကိုတိုင်းစပိန်စီးပြီးတော့ထွက်လာခဲ့ပါတယ်တပ်ပွန်လန်းနေမထွက်လာပြီးဇင်းနေပင်မင်းလန်းကနေစပိန်စီးလောင်းလမ်းမစည်းသွားစည်းလာများနဲ့ရှုံနေတဲ့ဖြင့်စပိန်ကိုထိန်းနေရင်နဲ့ကကြင်းကြီးနေရာအရောက်မှာတော့ရှေးကလူကိုတိုက်မိမှဆိုတဲ့ဖြင့် စပင်းကိုပဋိအိုလရာဝါရင်ဖြစ်ကျင်တော့လမ်းကကြောက်ခဲတစ်ခုနဲ့ခုမိပြီး စပင်းဇက်ကလေကောင်တွတင်းထွေးပြည့်လည်သွားပါရင်ကိုကလူလေထောက်ဘေးကမြို့သမီးတူ လာထူပေးတဲ့နဲ့တွေ့ဘူးတွေ့လုံးပွင့်ယုံမြပဲဖြစ်ပါလိမ့်အထွေထူဘာမှမဖြစ်ဘူးလို့စိတ်ကထင်လိုက်တယ်ဘာမှငွေလွဲပြီးတော့နေအိမ်ပြန်ရောက်အချိန်တန်ကြာမှတော့ကိုလုံးကနော်လေကြင်ထောက်မိတဲ့လက်ရဲ့ လက်ကဝဲယောဂနာနဲ့ဝိရဏကို စတင်ခံစားရပါပြီဒီလိုနဲ့အိမ်မှာရှိတဲ့တန်ကြီးစေကိုလိန်အကြိုက်ခဲပြောင်းစေးတောင်းနဲ့တက်တော်အောင်လုပ်ပါတယ်တန်ရကအကြီးကျယ်မဟုတ်ပါဝင်းယုံပဲ့ယုံလောက်မို့စေယုံစေကန်တော့မရောက်ခဲ့တော့ပါတိုးတော့နောက်ရမြောင်းမောင်ခန္ဓာကိုယ်ပွင့်နေပဲ့တဲ့တခြားနေရာများတက်သားတော်လိန်ထောက်မိတဲ့လက်ကဝဲကတလုံးလုံးနဲ့နာနေပါတယ် စေတိန်တော်ပြောက်သွားလိုက်နောက်ပြန်လာလိုက်နဲ့အခန့်ရတော်ခတိန်ရခင်ဆိုင်ငယ်ပေါ်မှာပြုတ်ကြခြင်းကလက်ပခုံးအောင်အပ်ပြီးနာကျင်ကြိုက်ခဲ့တဲ့ဝိညာဉ်ကိုတော်တင်ထွေ ခံစားခဲ့ပူပါလိမ့်ယခုကဤကဲ့သို့မဟုတ်ပါဇက်တိုက်ကြိုက်ခဲ့နာကျင်နေတာမျိုးမဟုတ်ဘဲတလုံးလုံးနဲ့နာကျင်နာလိုက်ပျောက်ခြင်းပျောက်နေလိုက် ဖြစ်နေတတ်ပါလိမ့်အချင်းတိုင်းရင်ပျောက်မှာပဲဆိုပြီးသိခံနေလိုက်တော့လေဝိညာဉ်က ပြောက်လိုက်ဖြစ်လိုက်နဲ့အတော့ကိုခံရခက်ပါတယ်။တနေ့ရွာကအမကြီးကိုရောက်ခိုက်အမကိုဒေါ်တင်ထွေးကသူ့ရဲ့လက်ကဝေဒနာကိုခံစားနေရပုံကိုပြောက်ပြလိုက်ပါတယ်။ဒေါ်တင်ထွေးရဲ့အမကလည်းဒီလိုဆိုညီဟာကထူးဆန်းနေတာအေးမြေဖို့ဘလူတို့ဘာလို့ဆိုတော့ယုံလို့မရဘူးအေးဖြစ်ချင်းဖြစ်နေမှာဘာမှအပန်းမကြည့်ဘူး။တွေ့နေတာကဒေါ်လေးဘကကြီးစားကြည့်ပေးတတ်တယ်သူ့ကိုခိုက်ကြည့်ပါလားအေး တို့ကဲ့သို့ဆိုသည်ဖြင့်ဝေဒနာတတလို့တတညာလောက်ကင်စီမံလိုက်ပါလိမ့်ဒေါ်တင်ထွေးတို့ဒေါ်ဝါလေးကမြေစာကျွေးပေးဖို့မှာအော့ပါတိုင်းဖြစ်ပါလိမ့်မြေစာကျွေးတယ်ဆိုတာမြေဖို့ဘလူကိုပူဇော်ကျွေးမွေးပြီးယောဂတတအောင်လောက်ရတာပဲလေကဖြစ်ခဲ့တဲ့နေရာမှာလုံနိုင်ရင်လုံမလုံနိုင်ရင်နှိစက်ရမြေမှာလုံလို့ရပါတယ်တို့ကဲ့သို့ဒေါ်လီဝါကပြောပါလိမ့်ဒါကြောင့် လောက်ကိုင်းလို့အစဉ်ပြေးတဲ့ရောမပိန်မြေနီယာလေးတစ်ခုမှာမြေစာကျွေးဖြစ်ပါတယ်မြေစာကျွေးပုံကတော့မြေပေါ်မှာစီဝိုင်းလေးတစ်ခုဝိုင်းပြီးတော့စီဝိုင်းရဲ့လက်မောင်းမြေကျွင်းခုနှစ်ကျွင်းကို အလယ်မှာတစ်ကျွင်းပပက်လက်မောင်း၆ကျွင်းတူပါတယ်မြေကျွင်းများထဲမှာအိမ်မစားတဲ့ငပိအနေငယ်စီထည့်ပြီးတူပြီးသားမြေစာလေးများကိုအပြင်သားအတွင်သားထည့် အတွင်သာကဲမုံများကိုနောက်မှဖုတ်ပြီးတော့ဗာဏိသာသမီးတို့အရှင်မြေဘလူနမင်းအောင်မြေသားများကြွေပါလေဝေဒနာတတ်တာပြောက်ကင်းအောင်လှုပ်ပြပါလို့တိုင်တယ်ပြောဆိုရပါလေမြေသားကြွေပြီလို့နောက်ရမှာတော့ဒေါ်တင်ထွေးတယောက်အနာနယ်စေးတွေ့တယ်လို့ရုတ်တရက်ယူပြလိုက်တယ်လို့တတ်တာပြောက်ကင်းငယ်လို့အလွန့်ကိုအံ့ဩဝမ်းသာနေရပါလေအစာကစေးတော့လိုက် စေးလိမ့်လိုက်နဲ့ပျောက်တလဲနားတလဲဖြစ်နေတော့လက်က မြေသာကျွေးပြီးတော့မှပျောက်ကင်းသွားတယ်ဆိုတော့တော်တင်ထွေးရဲ့ခင်မွေးတဲ့တော့မယုံချင်းပဲနဲ့ယုံလဲရပါတယ်။တကြောင်တစ်ခါတည်းရမောင်းလောကီပညာအစီရင်များကသိပ္ပံတတ်ပညာများထက်စွန့်နေဆိုတော့လက်တွေ့မှုအဖို့ထပ်ပြောရမလို့တော့ပါ။စဖက်သူပရိသတ်များလေးလက်တွေ့ကြုံကြိုက်ခဲ့ပါကငွေကြေးကုန်ကြမှုမရှိတော့ဒီလောကီအစီရင်ကိုပြုလုပ်အသုံးချနိုင်ပါကြောင်းစေတနာကောင်းတဲ့ တင်ပြပေးလိုက်ရပါတယ်။ကုသိုလ်ယူရေးသားပြီးတဲ့ဆရာကြီးညွန်ဝင်းနဲ့တဲ့လင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။